အားလုံးနဲ့ကျမရှင်လန်းကြပါသေးရှင်။ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာ page ကနေပြီးတော့ရွေးထွေးစာနဲ့ပြန်လည်ကြိုဆိုပြပါသေးရှင်။ဒီတစ်ပတ်မှာတော့ဖြူက SUV အမျိုးအစားတွေကမှမြန်မာပြည်မှာလူကြိုက်များပြီးတော့ထင်ရှားတဲ့ brand တစ်ခုဖြစ်တဲ့ Toyota brand ရဲ့ Land Cruiser V8 2018မော်ဒယ် showroom input ကားကိုမိတ်ဆက်ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီကားဟာဆိုရင်မျိုးရင်းအတွက်ပဲသုံးမလား၊ highway တွေမှာလား၊ကိုချစ်ခင်ရတဲ့သူတွေနဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကိုတူတူဖန်တီးတဲ့အခါမှာ confidence ရှိရှိနဲ့မောင်းနေနိုင်မယ် ultimate all-rounder SUV ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ great အနေနဲ့ V8 grade ဖြစ်တဲ့ engine power အနေနဲ့ 4.5cc V8 ဒီဇယ်အင်ဂျင်နဲ့လာတဲ့ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်တော့ထုံးစံအတိုင်းရှေ့ရုပ်ထွက်ကနေအတူလိုက်ကြည့်ပေးပါအောင်နော်။ ကားရဲ့အရှိတ်အဝါဒီဇိုင်းကိုကြည့်မယ်ဆိုရင်တော့မြင်လိုက်တာနဲ့ Land Cruiser ဆိုတဲ့အတိုင်းတောင်တင်းကျန်းခိုင်တဲ့ body အသွင်မြင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အရှိတ်အဝါမှာဆိုရင်တော့ Massive Chrome Grey ကကားရဲ့အရှိတ်အဝါကိုဆွဲဆောင်မှုပို့ပြီးတော့ရှိစေတယ်။အလေမှာဆိုရင်တော့ဒေသလှပတဲ့ Toyota လိုကို တွေ့ရမှာပဲဖြစ်ပါတယ်။ LED headlight နဲ့ daytime running light တွေက modern look ကိုဖြစ်စေတာကိုတွေ့ရပါတယ်။အောက်ဖက်မှာဆိုရင်တော့ fog light ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ဘေးဘက်မှာဆိုရင်တော့18 inches အလွိုင်းဝေးကိုတုံးထားပြီးတော့ ground clearance ကလည်းမြင့်တဲ့အတွက် off road truck ကိုစိတ်ချစွာနဲ့မောင်းနှင်နိုင်မဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ကားရဲ့ body အချိုးကွေးတွေကတေသက်လှပပြီးတော့အထာကျတဲ့ SUV ကားတစ်စီးရဲ့အသွင်မြင်ကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ ကားရဲ့အနောက်ဘက်ကိုကြည့်မယ်ဆိုရင်တော့ LED ထေးလိုက်ဒီဇိုင်းကခင့်မိပြီးတော့ဆွဲဆောင်မှုရှိတာကိုလည်းတွေ့ရပါတယ်။အလယ်မှာဆိုရင် Toyota logo ကို မြင်တွေ့ရတယ်။အောက်ဘက်မှာဆိုရင်တော့ Land Cruiser ဆိုတဲ့စာလေးကိုမြင်တွေ့ရပါတယ်။စာရင်းရဲ့အောက်ဖက်မှာဆိုရင် VX ဆိုတဲ့စာနဲ့တစ်ဖက်တစ်ချက်မှာဆိုရင်တော့ VH ဆိုတဲ့စာလေးကိုလည်းမြင်တွေ့ရပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင် brake light တစ်ခုလည်းပါဝင်တာကို မြင်တွေ့ရပါတယ်။ cargo space ရဲ့အကျယ်ဝန်းကိုလည်းအတူလိုက်ကြည့်ပေးပါအောင်နော်။ နောက်ဖုံးဖွင့်ပိတ်ကမော်တာနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်အသုံးပြုရတာလည်းအဆင်ပြေစေတယ်။အောက်ဖက်ကိုထပ်မံဖွင့်လိုက်မယ်ဆိုရင်တော့အနောက်ဖက်ကကာဂိုစပေးကအသင့်အတင့်ကျယ်ဝန်းတာကိုလည်းမြင်တွေ့ရပါတယ်။7 seater ကားဖြစ်တဲ့အတွက်ကြောင့်လူများများလိုက်မယ်ဆိုရင်တော့ third row seat ကိုတုံးလို့ရတယ်ပစ္စည်းများများထည့်ကျင်တယ်ဆိုရင်တော့ third row seat ကို ခောက်လိုက်မယ်ဆိုရင် ပို့ပြီးတော့ကျယ်ဝန်းတဲ့ cargo space ကိုရရှိမှာပဲဖြစ်ပါတယ်ရှင် တွင်းကမ်းမှာဆိုရင်တော့ Toyota Land Cruiser ရဲ့ Premium Feeling ကိုလည်းအပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ High Quality Leather, F4 Stereo တွေ Wood Trim တွေသုံးပေးထားတာကိုလည်းတွေ့ရတယ်။ထိုင်ကုန်တွေကအနူးညံ့ပြီးတော့ခါနာတက်တဲ့သူတွေအတွက်ပါအဆင်ပြေစေမှာပဲဖြစ်ပါတယ်။အတွင်းကမ်းကာလာဆိုရင်အသားရောင်နဲ့အမဲရောင်ကိုတွဲဆက်ပေးထားပြီးတော့အညိုရောင်မှာထပ်မံပါဝင်တဲ့အခါမှာတော့အတွင်းကမ်းကအမြင်ကိုပို့ပြီးတော့လှသွားစေပါတယ်။ Driver seat ရော Passenger seat ရောအတွက်အပူ ူအေးပေးလို့ရတဲ့ cloud တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ C memory နဲ့ C motor ပါပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ဒီအရမ်းမှာဆိုရင် leather နဲ့ wood trim ကို ပေါင်းစပ်ထားရတဲ့အတွက် premium design ကိုဖြစ်စေပြီးတော့ audio control နဲ့ cruise control ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ STI ရဲ့ညာဘက်ဘေးဘက်မှာဆိုရင်တော့ကားပပက်လေးကိုကြည့်လို့ရမယ်ကင်မရာကလပ်ကလေးတစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အလေးဘက်မှာဆိုရင်တော့ infotainment touch screen ပါဝင်ပါတယ် infotainment touch screen မှာဆိုရင် navigation audio ကိုစိတ်တိုင်းပြောင်းလဲလို့ရမှာပဲဖြစ်ပါတယ်ရှင် infotainment touch screen ရဲ့အောက်ဖက်မှာဆိုရင်တော့နှိပ်လိုက်မယ်ဆိုရင် wireless charger ပါဝင်တာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ 11V center console မှာဆိုရင် drive mode ပြောင်းလို့ရတဲ့ cloud တွေ4 wheel မောင်းနေလို့ရတဲ့ cloud တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ cup holder နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ eleven cargo space ကို ဖွင့်လိုက်မယ်ဆိုရင်တော့ဒီကားရဲ့ထူးခြားချက်တစ်ခုဖြစ်တဲ့ခူးပေါက်ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ခူးပေါက်ထဲမှာဆိုရင်ကိုထည့်ခြင်းနဲ့အေးတွေအေးစေခြင်းနဲ့ snack တွေကိုလည်းထည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မျိုးရင်းမဲ့၃၃ခီးဝေးမှာပဲ၃၃အဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်ဒီကားမှာဆိုရင် sound system အနေနဲ့ JBL speaker ကိုသုံးပေးထားတဲ့အခါကျတော့တခြင်းဆိုင်နဲ့သက်တဲ့သူတွေအတွက်လည်းအဆင်ပြေစေမှာပဲဖြစ်ပါရဲ့ရှင်။ အပေါ်ဘက်မှာဆိုရင်တော့ဆန်ရူပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အလေကန်းကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင် Leron Haron က SUV ကားတစ်စီးဖြစ်တာနဲ့ညီကျဲဝန်းတာကိုလည်းမြင်တွေ့ရပါတယ်နောက်ခန်းကသူတွေအတွက် aircon ပေါက်နှစ်ခုပါဝင်တာကိုမြင်တွေ့ရပါတယ် အဲကောနေရဲ့ temperature adjustment ကိုလည်းကိုယ်စိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်။အဲကောရဲ့အောက်ဖက်မှာဆိုရင်တော့ electronic ပစ္စည်းတွေအသုံးပြုဖို့အတွက် HDMI port တွေ12 volt socket တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင်တော့ပစ္စည်းလေးတွေချိတ်ဖို့အတွက် hook လေးဟိုဘက်ကဒီဘက်ရောမှာပါဝင်ပါတယ်ရှင်။အပေါ်ဘက်မှာစာကြည့်မီလဲပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။အလေဘက်မှာဆိုရင်တော့ center armrest ပါဝင်တယ်။ Emirates ကိုခွင့်လိုက်မယ်ဆိုရင်တော့နောက်ခန်းကသူတွေအတွက် Real Entertainment System အတွက် remote တစ်ခုကိုလည်းပါဝင်တာမြင်တွေ့ရပါတယ်ရှင်။ remote ကနေပြီးတော့ကိုယ်စိတ်ကြိုက်လေ control ပေးလို့ရတယ်။ Emirates မှာဆိုရင်တော့ cup holder နှစ်ခု ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 7 seater ကားဖြစ်ပေမဲ့လည်းနောက်ဆုံးတန်းခုံကလည်းကြကြဝန်းနဲ့တက်တောင့်တက်တာနဲ့စီးနှင်းနိုင်မဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ ကဲဒီတော့မျိုးရင်းခီးစင်နေလားခက်ခဲကြမ်းတမ်းတဲ့လမ်းကြမ်းတွေမှာ confidence ရှိရှိနဲ့မောင်းနှင်မှုအတွက်ကားကောင်းတစ်စီးကိုရှာနေတယ်ဆိုရင်တော့ Toyota Land Cruiser V8 2018 model showroom input ကားကိုဖြူက recommend ပေးပြသည်ရှင်ဒီကားလေးကိုစိုက်နှစ်သက်လို့ဝယ်ယူချင်တယ်ဆိုရင်တော့လက်ငင်းလေးဝယ်ယူလို့ရတယ်လို့အရေးကြအနေနဲ့လည်းဝယ်ယူလို့ရပါတယ်ရှင်အရေးကြအနေနဲ့30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်အထိလည်းဝယ်ယူလို့ရပါတယ်ရှင်အမြင်လာရောက်ကြည့်ရှုချင်သူ customer များအနေနဲ့ပြည်လန်း Novotel Hotel နေ့မှာ showroom ံပါတ်1အမှတ်224ဦးဝင်းစာရလန်းနဲ့ဓမ္မစီဒီလန်းတောက် SBC တာဝါရဲ့အနောက်ဘက်မှာဆိုရင်တော့ show room number 2တောင်အုပ်ကလာရန်နာလန်းမပေါ်မလိခအေယာရဲ့အရှိတ်ဘက်မှာဆိုရင်တော့ show room number 3ဆိုပြီးတော့ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နှိစက်ရာ show room မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပါရစေရှင်ဖြူတို့ရဲ့ကိုလင်း show room မှာဆိုရင်ကားအမျိုးအစားအစုံကိုဝယ်ယူရရှိနိုင်တယ်လို့မျိုးကား brand အစုံလင်ကိုလည်း service ကို one store ရရှိနေတာဖြစ်တဲ့အတွက်ကြောင့်လာရောက်ခဲ့ဖို့ကိုလည်းဖိတ်ခေါ်ပါရစေရှင် ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရမေးကြပါအောင်เนาะအပတ်စဉ်စနေညနေ6:00နာရီတိုင်း car review ဗီဒီယိုလေးတွေတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့เนาะကဲနှုတ်ဆက်အမယ့်ချိန်ကိုရောက်လာခဲ့ပြီเนาะနောက်ထပ်နောက်ထပ်ကားတစ်တင်နဲ့နောက်စီစဉ်ဒီမှာဖြူနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်เนาะ bye bye Thank you.